သူဆုံးသွားတဲ့အချိန်ကျွန်တော်တို့ဒီရန်ကုန်ဆေးဝန်ကြီးမှာလေကင်စာအထူးထုခုဌာနမှာဆုံးသွားတဲ့အချိန်ကျွန်တော်လက်ပေါ်မှာပါပဲဆုံးသွားတဲ့အချိန်ဒီဒီတူသားလေးကိုကျွန်တော်အပ်ခဲ့တာပါ သတိရတာပေါ့ဟိုသတိရတယ်ဆိုမမေကလည်းငငယ်လေးတွေကဟိုသူအသက်ချီချင်ရှားရှိတဲ့ကာလတွေကပေါ့နော်ပန်းမှုပေးတယ်ပေါ့နော်ဒီလေးလေးကလည်းအစိုးရဖြစ်တော့လေးလေးချင်မှ तू အများကြီး तू နားမလဲတဲ့ဟာတွေလေးလေးချင်မှ तू အနန္တနဲ့အမေအမေအမေသာသာမှုကြည့်အော်အော်မကလေးအော်မင်းလေးဆင့်လေးတစ်ဆင့်တစ်ခုရအောင်ကျွန်တော်တို့တွေလုပ်ပေးနေတာဟိုသူအမေများ တမလွန်ဘဝမှာများတကယ်လို့ငင်းနေမယ်တွေ့နေမယ်ဆိုရင်တော့ဟိုကျွန်တော်တော့ဝမ်းသာပြီတော့တောင်းရင်မှအစင်ကျွန်တော်အမဆုံးက6နှစ်ရှိပြီလေ6နှစ်ရှိပြီဆိုတော့ ဒီတချင်းလေးနဲ့ပတ်သက်ပြီးတော့စပြီးတော့ဒီ TikTok မှာဒီကလေးဒီဒီလိုလေးအားပေးမှုလေးရလာတော့စိတ်ထဲမှာမကောင်းဘူးကောနော်ဒီသူ့အမသူ့အမေကျွန်တော်အမနဲ့ပတ်သက်ပြီးတော့လည်းတရိယာတရားလေးတွေရှိပါတယ်ကျွန်တော်ပုံမှန်လည်းကျေးဇူးတွေအများကြီးရှိခဲ့ပါတယ်ဆိုတော့ဒါလေးကိုကျွန်တော်လုပ်ပေးခြင်းနဲ့ဆိုတဲ့ဆန္ဒလေးဖြစ်ပေါ်လာတာပေါ့နော်ဒီတချင်းလေးနဲ့အော်သူဆိုတာပြည်သက်ကလည်းအားပေးမှုဒီလောက်ရနေပြီဆိုရင်တော့ဒီချင်းလေးကိုဟောလုပ်ပေးမယ် ကျွန်တော်လုပ်ပေးငါလုပ်ပေးမှဖြစ်မယ်ဆိုပြီးတော့ကျွန်တော်ဇနီးဒေးနဲ့ရင်ဆောင်းနေတဲ့အတိုင်းမင်းပြီးတော့အဲဒီသူတို့အဖိုးပေါ့နော်သူတို့အဖိုးကျွန်တော်အဖေနဲ့အဲ့လိုတိုင်မိသားစုတွေဒီလိုတိုင်ပင်ပြီးတော့လုပ်ကြတာပါအဲ့ပုံမှာမှဒီဘေးကနေပြီးတော့ဝင်းရံပြီးတော့ကျွန်တော်ရဲ့အမှုပညာနောင်တော်ဒီဒီကဖြီစုကဒီကိုညာလွင်တို့မလေးဒီချိုးလို့ပေါ့နော်ဒီကစားရအရာအကုန်လုံးဒီကလေးပုံမှာကူညီပြီးတော့လုပ်ပေးကြတာပါအဲ့ဒီအဲ့ဒါလေးဖြစ်ပါတယ်ဒါဒီတချင်းလေးရဲ့ ဖြစ်ပေါ်လာတဲ့အကြောင်းပါလွမ်းလိုက်ချအမေရဲ့အခုလိုမိုးလွယ်မျိုးမှဖြစ်ကလေးကိုကျွန်တော်တို့ဒီလိုမျိုးလေးတွေ နေရာလေးတနေရာရအောင်တမ်းလေးတမ်းရအောင်ဆင့်လေးတဆင့်တခုရအောင်ကျွန်တော်တို့တွေလုပ်ပေးနေတာကိုသူအမေများတကယ်လို့တမလွန်ဘဝမှာများတကယ်လို့ငင်းနေမယ်တွေ့နေမယ်ဆိုရင်တော့ဟိုကျွန်တော်တော့ဝမ်းသာမိမှာပေါ့ဒါပေမဲ့ဒီစကားကတော့ဒါဗုဒ္ဓဘာသာအရာကျွန်တော်ပြောတဲ့ဦးထင်ပါလေ။ဘာကြောင့်လဲဆိုတော့ဒါငင်းချင်းလဲမြင်မယ်မမြင်လဲမမြင်ဘူးပေါ့နော်။သူ့အမေအရန်ဖြစ်စေခြင်းနဲ့အဆူတော်ကြီးဆူကြော်ကြီးအဲအဲ့လိုမျိုးလေးကျွန်တော် လုတ်ပေးခွင့်ရတာလေးကတော့ကျွန်တော်ဝမ်းသာပါတယ်ကိုကိုကလည်းကျေနပ်ပါတယ်ဒါကျွန်တော်တို့လင်မယားနှစ်ယောက်ရဲ့စံနာပါဒီကလေးပေါ်မှာကျွန်တော်တို့လင်မယားနှစ်ယောက်ရဲ့ထားတဲ့သဘောထားပါသူ့အမေကလည်းအဲဒီဂီတဝန္ဒနာပါတယ်သူ့အမေကလည်းတချင်းနေဆိုတယ်သူ့အမေကွယ်လွန်ပြီးခါကြမှာကျွန်တော်တို့ထင်ပါတယ်2020လောက်23 2020နှစ်3လောက်မှာကျွန်တော် ကျွန်တော်ရေးပေးထားတဲ့ချင်းလေးပေါ့သူ့ကိုကျွန်တော်စကတ်ကွဲလေးနဲ့မြူကြီးတူဆိုဆိုပြီးတော့2020လောက်အဲ့ဒီချင်းလေးပေါ့အဲ့သူသူပထမဦးဆုံးလှုပ်ပေးတယ်အဲ့ပထမဦးဆုံးလှုပ်ပေးတဲ့ချင်းလေးမှာပြောရရင်တော့ပြည့်တတ်ကြအားပေးမှုလည်းရခဲ့ပါတယ်အဲတို့တော့သူကခလေးဆိုတော့ကြောင်းတစ်ဖက်နဲ့နောက်တစ်ခါကျတော့ဟိုကြောင်းကလည်းပညာရေးရလည်းသူ့မှာတပိုင်းတစ်စနဲ့တော့စားလည်းတော့ပါတယ်ခလေးကစားတော်တော့လीစားတော်နေတဲ့ခါကျတော့ဒီပညာရေးကိုဂိမ်းဆိုင်တဲ့အနေနဲ့ကျွန်တော်တို့ကဒီအမှုပညာဟိုအရင် နုပညာတွေကိုတဲတဲဝင်းဝင်းကြီးမရောက်လာခဲ့တာပေါ့နော်။ရရဲဆိုမမေကလည်းငငယ်လေးတွေကဟိုသူအသက်ကြီးချင်ရှားရှိတဲ့ကာလတွေကပေါ့နော်ပန်းဖို့ပေးတယ်ပေါ့နော်ဒီမြန်မာဇာတ်လမ်းကိုသူကဝါသနာပါတယ်ဒါပေမဲ့ဟိုပေါ့ ဘယ်ပြပါရမီမပါလို့ तू မဖြစ်ခဲ့ဘူးပေါ့နော်ဒါပေမဲ့ဟိုအဲ့လိုမဖြစ်ခဲ့တော့ဒီလေးလေးကလည်းအစိုးရဖြစ်တော့လေးလေးချင်းမှ तू အများကြီး तू နားမလဲတဲ့ဟာတွေလေးလေးချင်းမှ तू အနန်နဲ့ तू ဆုံးသွားတဲ့အချိန်ကျွန်တော်တို့ဒီရန်ကုန်ဆေးဝင်မှာလေကင်စာအထူးထုခုဌာနမှာဆုံးသွားတဲ့အချိန်ကျွန်တော်လက်ပေါ်မှာပါပဲဆုံးသွားတဲ့အချိန်ဒီဒီတူသားလေးကိုကျွန်တော်အပ်ခဲ့တာပါဟိုအစားအရလေးလေးရလေအခုချိန်ထိအကုန်အန်ဒီလေးရောလေးလေးရောအကုန်ပန်းဖို့ပေးပါလေလိုအပ်သမီးရမရှိအောင်ပေါ့နော်ဒီအနေနဲ့ဘက်လိုက်မှာလဲ ဟိုအစလာရေရပါတော့အကုန်ကူညီပန်းမှုပေးပါတယ်ဟိုမဲမဲဖြစ်စေခြင်းနဲ့ဇန္နာတွေအကုန်မပြည့်စုံဘူးဆိုရင်တော့ပြည့်အောင်လည်းစူးစမ်းနေပါတယ်ပေါ့နော်မပြည့်စုံဆိုတော့မသားဟိုတဝက်လောက်တော့ရရှိနေပါပြီလို့မဲမဲကိုပြောခွင့်ရမယ်ဆိုလို့ရှင်မန္တလေးပြောခြင်းပါတယ်ရှစ်သွေးရဲ့ဖျားဟာအမေငယ်စင်းခါစင်တွေမွေးမွေးပြပါအမေရဲ့လွမ်းတော့လွမ်းနဲ့အမေရဲ့ ူးမိခေါင်းချခဲ့တဲ့အဲ့ဒီတင်းကြိုင်းမှာကျွန်တော်ပေါင်းတယ်ဟာပေါ့နော်အဲ့မှာနေမှာဆင်းပြီးတော့ကျွန်တော်ဂီတနောင်တော့အမတော်ဒီဟိုအကူကြီးတောင်းပြီးတော့ကျွန်တော်ဒိုင်တာပေါ့နော်ဒိုင်တာတွေနဲ့အန်ဒီကင်ဆိုးပါရင်တော့ကျွန်တော်ပြုတ်လာပါတယ်တူးမိနေမှာတူးဆိုဟောတူးမိနေမှာပါအဲ့တော့အဲ့ဒါကျွန်တော်အဲ့လိုမျိုးလေးတော့အစီအစဉ်ရှိပါတယ်အဲ့ဒီအန်ဒီဘီလေးထွက်လာရင်လည်းအားပေးကြဖို့ကျွန်တော်ကျွန်တော်ပြောကြလို့ပါတယ်ဒီပေါ်မှာအဓိကကတော့ ဒီကျွန်တော်နောက်ကနေပြီးတော့ဝိုင်းရံပြီးတဲ့နောင်တော်ကြီးကိုရမြမြတ်ကိုကျွန်တော်အထူးကျေးဇူးတင်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ခြေတော်ပရိသတ်ကြီးရဲ့နှလုံးသားရင်ဆောင်တဲ့ကိုထည့်ပြီးတော့အနံ့ပါတယ်ကျွန်တော်ကိုအားပေးတယ်လို့ကျွန်တော်ရဲ့ဒူလေးကိုလည်းအားပေးကြပါကျွန်တော်ကိုချစ်တယ်လို့ကျွန်တော်ရဲ့ဒူလေးကိုလည်းချစ်ခင်ပေးကြပါကျွန်တော်ကိုထမင်းကျွေးတယ်လို့ကျွန်တော်ရဲ့ဒူလေးကိုလည်းထမင်းကျွေးကြပါလို့ကျွန်တော်ပြိသတ်ကြီးကိုပြောချင်ပါတယ် သေးသေးကလေးထွက်လာပြီဆိုလို့ရှိရင်လည်းဒီလက်ချင်းမျိုးလိုပဲပေါ့နော်ဟိုဆက်လက်ပြီးအားပေးကြပါဦးလို့ပဲမြေတားရက်ခံကျင်းပါတယ်ပေါ့ဆက်လက်အားပေးပါဦးပေါ့နော်ဟုတ်ကဲ့လက်ရှိအားပေးနေပြည်သက်ဦးတင်ဆိုင်ကိုလည်းကျမတို့ခဏကျမတို့ချမ်းသာပါစေ။အခုချစ်တဲ့ပရိသတ်ကြီးလည်းကျမတို့ချမ်းသာပါစေ။ပရိသတ်အပိဓာတ်ပရိသတ်တူချင်းစီကိုလည်းကျေးဇူးအထူးပဲတရှိပါရစေ။အမေအမေအမေသာသာမှုကြည့်။အိုးအိုးမကလေး